ဒီနှစ်ကုံပိုင်းမှာနှစ်ကုံခါနီလေးမှာပေါ့နော်ဒါနှစ်ကုံခါနီလေးပဲပြောရမှာပေါ့16ရက်နေ့ဆိုတော့16ရက်နေ့ဒီဇင်ဘာ16ရက်နေ့1 137မှာတကယ်တကယ်ထည့်သွင်းထားတဲ့ပွဲတွေကပွဲကောင်းတွေကြီးပဲအဓိကပြောချင်တာကဒီပွဲမှာမြန်မာတွေနဲ့မစိမ့်တဲ့ fighter တွေတော်တော်များများထည့်သွင်းထားကြရတယ်ပေါ့နော်ဆိုတော့အရန်ကောင်းတဲ့ဒီ fighter တွေကြီးကိုပဲတနေရာထဲမှာစုစည်းပြီးတော့ဒီတနေရာထဲမှာ game ball 900ကျော် 600ကျော်ဆော်လို့ရတယ်ဆိုတော့အားလိုမျိုးပဲပေါ့နော်အဲ့ဒါကျွန်တော် frame ပေးတာမဟုတ်ဘူးနော်ကြော်ညာပေးတာမဟုတ်ဘူး it's not advertising ဆိုတော့အဲကျွန်တော်ကအပျော်သဘောလေးဗျာအပျော်သဘောလေးဒီ light လောင်းရင်လည်း light လောင်းပေါ့လေဒါပေမဲ့ပါသွားရင်တော့ကျွန်တော်မပြောနဲ့တော့ဒီဗီဒီယိုကကျွန်တော်ခန့်မှန်းပါကျွန်တော်ခန့်မှန်းပါဆိုတော့ okay let's go စလိုက်ရအောင်အဲပထမပွဲကအလုံးတိထားပြီးသားဖြစ်တဲ့တာဝန်ချိုင်တဲ့လီယိုပါ တရုတ်ဖိုက်တာလီယိုတရုတ်ဖိုက်တာလီယိုကအရင်တုန်းကမာဆာကီနဲ့ကစားဘူးထားတယ်မာဆာကီနဲ့ကေဘောက်စင်ကစားဘူးထားတယ်မာဆာကီကိုအနိုင်ရထားတဲ့ဖိုက်တာအခု1ကိုရောက်လာတယ်1ကိုရောက်လာတဲ့အချိန်မှာရှယ်ရိုနဲ့တွေ့တယ် ရှယ်ရုံနဲ့တွေ့ပြီးတော့ပထမသူတို့နှစ်ယောက်တာဝန်ချိုင်နဲ့သူတို့နှစ်ယောက်ကိုပွဲအကိုအရင်တည်ထားပြီးသွားပြီတာဝန်ချိုင်ရဲ့ဒဏ်ရာတစ်ခုခုရောက်ပွဲကနေပြီးတော့နှုတ်ထွက်ပြီးတော့ဒီရှယ်ရုံကနေပြီးတော့မွေထိုင်းကနေပြီးတော့အခုပြောင်းလာပြီးတော့ဒီလီယူနဲ့ကစားတယ်အဲ့ဒီပွဲတော့ကလည်းတော်တော်ကြီးကိုကောင်းခဲ့တယ်အတွေ့အကြုံမရှိပြီမဲ့ကဲပုံစင်အတွေ့အကြုံမရှိတဲ့ရှယ်ရုံကတော်တော်ကိုကောင်းတယ်လို့ပြောလို့ရတယ် ဲ့အချိန်မှာဒီဘဲကလည်းပိပိန်တွယ်လေးလီယိုကပိပိန်တွယ်လေးဆိုပေမဲ့ထင်ထားတာထက်အများကြီးပိုမာနေတာဟုတ်အဲ့ဒီဘွဲမှာအားလုံးအားလုံးလည်းပြထားပြီးသားဖြစ်မှာပေါ့နော်ဆိုတော့အဲ့မှာ KD ကြာသွားအောင်လုံလိုက်နိုင်ခဲ့တယ်ဆိုတော့ share တို့ကိုလည်းအနိုင်ရထားတယ်တာဝန်ချိုင်ကမဆာကီကိုရှုံးထားတယ်လီယိုကမဆာကီကို နိုင်ထားတယ်ဆိုတော့သူတို့နှစ်ယောက်ကဘလို့ဒီပွဲမှာကြတော့ဒီ ်တပ်မဆိုင်ကအသင်ကန်းစာတွေသူအများကြီးရလာပုံရတယ်တော်တော်ကြီးလက်ဒီကေပုံစင်မှာပြင်ဆင်ထားမယ်လို့ကျွန်တော်တို့အမြင်နဲ့ဆိုတော့ဒီပွဲမှာတပ်မဆိုင်နိုင်မယ်လို့ကျွန်တော်ချစ်ဆရာခိုင်တို့ခံမှန်းထားတယ်ပေါ့နော်ဒါဒါဒါပြောသဘောခံမှန်းတာနော်တကယ်တကယ်လို့စောနာပြောသလိုပဲဒေါင်းလို့ရှုံးသွားရင်တော့ကျွန်တော်ကောင်ပုံမချနဲ့ Okay နောက်တစ်ပွဲကိုသွားရအောင်နောက်တစ်ပွဲကလုံးဝကြောက်ခဲကြီး သံမဏိမျက်နှာပေါ့ကွာ iron face ပေါ်ထော်ထော်နဲ့ကုလတန်ပါကုလတန်ကလုံးဝဒီအကြီးချင်းကောင်းတဲ့ fighter တယောက်ထဲမှာတော့ပါတယ်သူ့ရဲ့သူ့ရဲ့အနေမြေသူ့ရဲ့ဒီကြီးရွာပေါ့နော်အဲ့ဒီမှာသူကဂျင်ဂျင်တေးသေးလေးတစ်ခုကိုဖွင့်ထားတယ်အဲ့ဒီဂျင်မှာမတနိုင်တဲ့သူတွေဒီမိဘတွေကနေပြီးတော့ဒီ support မပေးနိုင်တဲ့သူတွေပေါ့တိမ်နမ်းမတက်နိုင်တဲ့သူတွေသူ့ရဲ့ဂျင်မှာလာပြီးတော့ပင်ပေးနေတာရှိတယ်ပေါ့နော်ဆိုတော့သူကိုယ်တိုင်ကလည်း အကောင်းဆုံးအကောင်းဆုံးဒီဥပမာပေးလို့ရအောင်ကလေးတွေကိုဥပမာပေးလို့ရအောင်ဆိုပြီးတော့ဒီအကောင်းဆုံးသူစ조사ရတယ်ပေါ့နော်အကောင်းဆုံးသူစ조사ရတယ်ရလာတဲ့ပတ်စံကိုအဲ့ဒီဂျင်ထဲကိုထည့်တယ်ညာနဲ့ဟာတွေသူအသုံးပြုတယ်ဆိုတော့โอเคဆိုတော့အဲ့အဲ့ဒါလေးကိုတစ်ချက်လောက်ထားလိုက်မယ်ဆိုင်တော့မဆိုင်ဘူးပြောပြတာဆိုတော့ဟိုထော်ထော်က1မှာ2ပွဲပဲထိုးရသေးတယ်2ပွဲထိုးတာကို2ပွဲရှုံး2ပွဲနိုင်2ပွဲရှုံး2ပွဲနိုင်ရလာကိုပိုင်ဆိုင်ထားတယ် time fight တွေမှာဆိုလို့ရှိရင်တော့ အရန်ကောင်းတဲ့ fighter ပါဗောနော် PD သူရှင်ပြိုင်ထားတဲ့ fighter ကပြီးခဲ့တုန်းကဒီခြေထောက်ကျိုးသွားတဲ့ခြေထောက်ကိုကန်ချိုးလိုက်တဲ့ဒီပြင်သစ် fighter ဗောနော်ပြင်သစ် fighter နဲ့ထိုးထိုးဘူးတယ် Romanza Knot ရဲ့ခြေထောက်ကိုကန်ချိုးလိုက်တဲ့ဘဲနဲ့တွေ့ဘူးထားတယ်အဲ့ဘဲကိုတော့သူရှုံးသွားတယ်အမှတ်နဲ့ရှုံးသွားတယ်ဗောနော်ဆိုတော့သူ့ရဲ့1ရဲ့ record ကတပွဲနိုင်တပွဲရှုံးဆိုပေမဲ့မာဂွန်ကတော့အရန်မြင့်တယ်လို့ပြောလို့ရတယ်ပေါ်တော်ထော်ကအသက်20နှစ် အဲ20နဲ့8နှစ်ရှိသွားပြီပေါ့နော်ကုလတံဘယ်ကိုတွားရအောင်ကုလတံကအသက်28နှစ်ရှိပြီအရကတော့168စင်တီမီတာရှိတယ်ဗတန်ဝိတ်မှာလောလောဆယ်ကစားနေတယ်သူ့ရဲ့စုစုပေါင်းပွဲက18ပွဲရှိတယ်18မှာ18ပွဲမှာ9ပွဲပဲနိုင်ထားတဲ့ fighter experience က level လောက်ရှိတယ်ဒီဘက်ကပရိုတိုထောက1ကိုရောက်တာနောက်ကျတယ်ဆိုပေမဲ့မွေထိုင်းကိုငယ်ငယ်ကလေးကကစားနေခဲ့တယ်ပေါ့နော် โอเคဒီနှစ်ယောက်ကိုပြောရမယ်ဆိုလို့ရှိရင်တယောက်ကလည်းမာတယ်တယောက်ကလည်းကောင်းတယ်ဆိုတော့ကုလပ်ဒန်နိုင်မယ်လို့ကျွန်တော်ကတော့ခံမှန်းတယ်ကုလပ်ဒန်နိုင်မယ်လို့ခံမှန်းတယ်ဆိုတော့ဒီဘက်ကအလုံးသိထားပြီးသားဖြစ်တဲ့အသွေးလင်းထက်ရဲ့ဂျိုင်ဘက်ကြီး sem a ဗီဒီယိုအရင်ရှိသွားမယ်ဆိုတော့ကျွန်တော်တူတူနဲ့လူရင်းပဲပြောသွားတော့မယ်ပေါ့နော် sem a နဲ့ SMA မှာကအသက်ကကြီးတယ်အသက်42နှစ်ရှိတယ်ဆိုပေမဲ့သူ့ရဲ့ဒီတိုက်ခိုက်ရေးပညာရပ်ကတကယ်တကယ် legend တယောက်ပါဗောနော်ဆိုတော့ဒီနေရာမှာပထမတော့ကတော့ဒီကျောက်ဆရာရိုင်က135ဘောင်တန်းမှာရှိနေတယ်အခုက125ဘောင်တန်းကိုဆင်းလာတယ်ဆိုတော့ဝိချထားတာကအားနေတယ်ဆိုပေမဲ့သူ့ရဲ့လင်မြန်နှုံးနဲ့လက်ရည်ကတော့ကြောက်သွားမှာတော့မဟုတ်ဘူးဒီပွဲမှာကျောက်ဆရာရိုင် စားမယ်လို့ကျွန်တော်ကတော့ခံမှန်းနဲ့80ရာခိုင်နှုန်းကျောက်ဆရာရိုင်ပါအဲနောက်တစ်ခုကနောက်တစ်ပွဲကအလုံးသိထားပြီးသားဖြစ်တဲ့မြန်မာတွေရဲ့မြန်မာအသဲကို ခွဲထားတဲ့နှစ်ကောင်ဆူလျန်လစ်နဲ့ဂိမ်ဆန်လစ်ဂိမ်ဆန်လစ်ကချီကန်ကျအရန်ကျန်းတဲ့သစ်ပိုင်းကြီးနဲ့ရိုက်ရိုက်တယ်လို့မျိုးကန်တတ်တဲ့ဖိုက်တာတယောက်ကလည်းလက်တီပါဝါ2နဲ့2တလို့ ထူတတ်တဲ့ fighter ဆိုတော့သူတို့နှစ်ယောက်မှာကအာစူလန်လက်နိုင်လိမ့်မယ်စူလန်လက်နိုင်လိမ့်မယ်ဒီဘွဲမှာဘာကြောက်လဲဆိုတော့စူလန်လက်ကမာဂုံမြင့်တယ်လိုက်တယ်ခိထိုးတတ်တဲ့ fighter ဆိုတော့စူလန်လက်ရှစ်ဆရာခိုင်တော့နိုင်မယ်ကျွန်တော်တော့အဲ့လိုမျိုးခံမှန်းတယ်โอเคဆက်ဆန်နဲ့ဘာကန်ဆက်ဆန်နဲ့ဘာကန်မှာကြတော့ သူတို့နှစ်ယောက်ကလွန်ခဲ့တဲ့17နှစ်ကတွေ့ထားပြီးသွားပြီးသူတို့နှစ်ယောက်ရှင်ပြိုင်ဘူးထားတဲ့အရန်ကောင်းတဲ့တကယ့်ကိုမှအကြိတ်နဲ့နဲ့ကြည်ရတဲ့ပွဲတစ်ပွဲပါဆိုတော့အခုချိန်မှာသူတို့နှစ်ယောက်ကမကြည်ပွဲပြန်နှွှဲရမယ်တကယ့်ကိုမှကြည်ကောင်းမဲ့ပွဲတစ်ပွဲကိုပြောပြောပါဆိုလို့ရှင်တော့ဒီပွဲကိုကျွန်တော်ပြောတယ်နိုင်မဲ့အနေထားက50 50ဘာကြောင့်လဲဆိုတော့ပြီးခဲ့တဲ့ပွဲမှာသူတို့နှစ်ယောက်ထိုးတဲ့လက်ရည်ကတတော်ကိုကြည်လို့ကောင်းတယ်ကျွန်တော်ပြောတော့မပြောတော့ဘူးဆိုတော့ကျွန်တော်50 50ထားထားတယ် ဒီဘက်က your IQ your IQ နဲ့အဲ Osmanov Osmanov က new စလုံးဒီပွဲမှာစာချုပ်ရမယ်ပွဲလို့ပြောလို့ရတယ် Osmanov ကလည်းအရန်ကောင်းတဲ့ fighter Osmanov ကလည်းအရန်ကောင်းတဲ့ fighter your IQ ကလည်းအကုန်လုံးစုစုပေါင်းသူထိုးထားတဲ့ပွဲကသူ့ရဲ့ရှင်ပွဲကတပွဲပဲရှိပါသေးတယ်ဗောနော်သူ့ရဲ့ပွဲကအကုန်လုံးစုစုပေါင်း7ပွဲမှာမှတပွဲပဲ ကြည့်ထားသေးတယ်ဗောနော်ဒါတော့တကယ်ကောင်းတဲ့ fighter ဆက်တပွဲမှာတပွဲရှုံးထားတဲ့ fighter ပေါ့တော်တော်ကို ကောင်းတယ်လို့ပြောလို့ရတယ်ဆိုတော့သူတို့နှစ်ယောက်ကိုကျွန်တော်ခံမှန်းမှာကအဲအော့စမန်နော့အော့စမန်နော့နိုင်လိမ့်မယ်အော့စမန်နော့ကအရန်ကျန်းတဲ့ fighter နှစ်ယောက်စလုံးကလည်းကျန်းတဲ့ fighter အော့စမန်နော့နိုင်မယ်အော့စမန်နော့ကို90ပေးထားတယ်ရော့ IQ ကို30ရာခိုင်နှုန်းပေးထားတယ်โอเคဒါကတော့ကျွန်တော် အပြော်သဘောနဲ့ခံမှန်းကြည်တာပေါ့နော်မိတ်ဆွေတို့စီပေါ်ရေးအဖြစ်လိုက်လောင်းရင်လည်းကျွန်တော်နဲ့မဆိုင်ဘူးဆိုတော့ကြည့်လို့ကောင်းမဲ့ပွဲတွေကြီးပဲအကုန်လုံးစုစုပေါင်းတင်နေရတဲ့မှာကျွန်တော်တို့ကြီးရတာနဲ့တင်ကျွန်တော်အတွက်ကတော့ကြံနေပါပြီဆိုတော့ okay အရင်ကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုတိုင်းကိုအားပေးတဲ့သူတွေကျေးဇူးအကျေးဇူးအများကြီးအများကြီးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်